ဆူဗီယာလက်ဤဆရာတော်ဘယင်ခေနောက်ဆုံးကုသိုလ်အဖြစ် တမိုင်းတကွက်ထင်ကျန်ရစ်တော်များတောင်တိုက်ကြည့်ဤဥစည်းနာယကအဓိပတိဆရာတော်သည်ဆူဗီယာလက်ဤငယ်ဆရာတော်ဖြစ်သည် မင်းတို့မင်းတရားကြီးကသားတော်သမီးတော်များကိုးကွယ်ရန်ရွှေကျင်ဆရာတော်ထံဖုန်ကြီးတောင်းသောအခါတီဘောမင်းသားအတွက်တောင်းတော်ဆရာတော်မြတ်တောင်မင်းသမီးဆူဗီယာလက်အတွက်မြတ်တောင်ဆရာတော်ကိုညွှန်ပြတော်မူသည်တောင်းတော်ဆရာတော်မြတ်တောင်ဆရာတော်တို့သည် အတော်ကြီးမှ ရွှေကျင်တိုက်သို့ရောက်လာသောဆရာတော်ကြီးများဖြစ်သည်ထိုနှစ်ပါးတွင်မြတောင်ဆရာတော်သည်တင်္ဂလာဆရာတော်ဘုရားကြီး၏တပည့်ဖြစ်၏နောင်တွင် ရွှေကျင်ဆရာတော်ဘုရားကြီး၏နေဘုံထိုင်ဘုံ တပည့်ပိတ်တအုပ်ချုပ်ဘုံတရားဓမ္မဟောပြဘုံတို့ကိုကြည်ညိုလေးစား၍တင်္ဂစာတိုက်မှ ရွှေကျင်တိုက်သို့ပြောင်းရွှေ့နေထိုင်ခဲ့၏1230ပြည့်နှစ်မှ1244ခုနှစ်အထိ ရွှေကျင်တိုက်အဝင်မဟာသီလာရာမညတောင်တိုက်၌တည်င်းသုံးတော်မူသည်ထိုမှတဖန်အနောက်ပြင်မဏိရနာယာမညတောင်တိုက်သို့1244ခုနှစ်မှပင်ပြောင်းရွှေ့တည်င်းသုံးတော်မူသည်ညတောင်ဆရာတော်ဖျားကြီးသည်မိဖုရားကိုးကွယ်သောဆရာတော်ဖြစ်တော်လေလဘတကာယတိလောကပစ္စည်းရမှုအယုတ်တိခံရမှုကြောကြားမှုကို မမောခြင်းမရှိတော့သူတော်ကောင်းတို့၏အရေးအသွေးမေးမြန်းခြင်းမရှိပေမာတုကာမတော်မှအဆွဲဆောင်နိုင်သော သူဤစိတ်ဓာတ်ကိုလဘတကာယတိလောကတရားကမူဆွဲဆောင်နိုင်၏လဘတကာယတိလောကသည်အာထက်တဖို့ရရှိရေးအတွက် ကြီးမားသော အန္တရာယ်တစ်မျိုးဖြစ်သည်ဟုဗုဒ္ဓမိတ်တော်မူသောဒေသနာတော်ကိုမြတ်အောင်ဆရာတော်ဖျာကြီးက အလေးအနက်ခံယူထားပုံရသည်လဘတကာယတိလောကကိုတတိထားရှောင်ရှားခဲ့သော ဖြစ်ရတစ်ခုကြောင့်ညတော်ဆရာတော်ဘုရားကြီးကို ကြည်ညိုမဆုံးဖြစ်ခဲ့ကြရသည်မဏိရနာရာမညတော်ကြောင်းတိုက်ကြီးတိဆောက်၍1244ခုနှစ်တွင်မြောက်ဖက်အနောက်ဖက်တို့မှအရန်ကြောင်းဒီကြောင်းပြည်စည်းသောအခါနေကောင်းရက်သာ၍ပြီးဆရာတော်ကြီးကိုရှေးဝင်းနောက်ဝင်းခင်း၍ မင်ကံမင်းနာဖြင့်ပင့်ရန်မိဖုရားကြီးကစီစဉ်ထားလေသည်ဆရာတော်ဖုရားကြီးသည် ထိုစီစဉ်ကိုတည်တော်မူသဖြင့်တရက်ကြိုပြီးညအချိန်တွင်ဥပဇင်တပါကပ္ပိယတယောက်ခေါ်၍တိတ်တဆိတ်အနောက်တိုက်သည့်သို့ကြွတော်မူခဲ့သည် နောက်ရက်အချိန်ကြာ၍အပင့်ရောက်သောအခါညကကြွသွားပြီဖြစ်ကြောင်းသိရသဖြင့်အခမ်းအနားဖြတ်သိမ်းလိုက်ရ၏မိဖုရားကြီးကမိမိဆရာပေါ် ပို၍ကြည်ညိုမဆုံးဖြစ်ရပေသည်။ဘယင်ခိက အများအားဖြင့်မြင့်မိပြားများထံ စာသွင်းသောအခါမေတ္တာစာဆက်သွင်းအပ်သည်။တာဏဒါယကမဟာဓမရိစသည်ဖြင့်ဝိတေတပုတ်တွင်ထဲ့စီ၍စာသွင်းလိရှိကြတော်လေ။ညတောင်ဆရာတော်ဖျားကြီးကမူဝိတေတပုတ်မတုံမြောက်လုံးမပါတူတူချင်းချင်းရှင်းရှင်းသာ ရေးသွင်းလိရှိတော်မူသည် တခါကမိဖုရားကြီးထံရေးတွင်သောစာမနမတော်ပိန်ငါအုပ်လောက်အလိုရှိသည်ဟူ၍ဖြစ်၏နန်းတော်နှင့် စာပေးစာယူဆက်သွင်းနိုင်ရန်မြတ်အောင်ဆရာတော်ဘုရားကြီးထံမိမဆိုးတယောက်ထားသည်၎င်းမိမဆိုးကနန်းတော်နှင့်အဆက်အသွယ်လုပ်ရသည်မြတ်အောင်ဆရာတော်ဘုရားကြီးကိုယ်တိုင်လည်းနန်းတော်သို့ဝင်ထွက်ခွင့်ရှိသည်အထက်ပါစာကိုမိမဆိုးကနန်းတော်သို့ပို့ရာ နန်းတွင်စာရေးတော်ကြီးများကစာရေးတာယိုးလွန်းတယ်ဆိုပြီးပြင်ဆင်ရေးသား၍မိဖုရားကြီးထံဆက်သွင်းရာမိဖုရားကြီးကဒါဘယ်ကစာလဲငါဆရာတော်စာမဟုတ်ဘူးဟုဆိုကလွှင့်ပြလိုက်သည်ထိုအခါစာရေးတော်ကြီးများကအကျိုးအကြောင်းလျှောက်တင်၍စာမန်ကိုဆက်တကြရသည်မိဖုရားကြီးကစာဖက်ပြီးဒါမှငါဆရာတော်စာဟုဆိုသည်ညတော်ဆရာတော်ဖုရားကြီးသည် တည်င်းသုံးမအချင်းချင်းအပေါ်လဲငါမြင်းစရာဟူသောသဘောဖြင့်ဝင့်ဝါပွားလာတော်မူလိမရှိ ခြေတုပ်ပစုံအဆွေကျူးသောမွေဟူသောပညာရှိတို့ထုံးစံကိုလက်သုံးပြုတော်မူလိရှိ၏တခါကညတော်ဆရာတော်ဖျားကြီးသည် ကိုရင်ငယ်တပားကို ခေါ်၍ခင်မကန်တိုက်သို့ပီဇာသွားရောက်ထုတ်ယူရာပီဇာထုတ်ပေးသူဥပဇင်းများကလည်းညတော်ဆရာတော်ဖျားကြီးမှမတိကြ များတောင်ဆရာတော်ဘုရားကြီးကလည်းမိမိမိသူမိဘဖြစ်ကြောင်းမမေ့ကြစရင်မှတ်ရင်မေတော်အခါဥအာလောကများတောင်တိုက်ဟုသာပြောခဲ့လေသည်နောက်တစ်ခေါက်တွင်အများနှင့်အတူရော၍ပိဇာများထုတ်နေသည်ကိုခင်မကန်တိုက်အောင်မြင်၍ဆရာတော်ဘုရားဒီကြွတော်မူပါဘုရားဟုပြင်က နေရာထိုင်ခြင်းပေးသည်အလိုရှိသောပိဇာများကိုလည်းစရင်မမတ်ဖဲထုတ်ပေးစေသည်ယခင်က တအင်္ဂါချင်းသာထုတ်ပေးလေရှိတော်လဲမြတော်ဆရာတော်ကြီးကိုမူအလိုရှိသမျှအထုတ်လိုက်ပေးစီသည်ယခင်စရင်ကိုဖျက်ခိုင်းလိုက်သည် ထိုအခါကျမှမိဖုရားကြီးကိုကိုယ်တော်နာမည်ကြီးမြတော်ဆရာတော်မှန်တိကြလေသည်မြတော်ဆရာတော်ကြီးဤနိဝါဒနိမာနာဂုံကညှနိုးတွင်ကောင်းပြီစွာထို့ပြင်မြတော်ဆရာတော်ဖျားကြီးသည်ဩဋ္ဌိဋ္ဌိနပမြစ်စီယ စွန့်ခံမှုမမေ့တဲ့ဟူသောဓမ္မပါဒနှင့်အညီမိဖုရားဆရာတော်ဖြစ်တော်လဲစွန့်အမြဲခံတော်မူသည်စွန့်ခံရာတွင်ဆရာတော်ကြီးနောက်မှယဟန်ကိုရည်မြလိုက်ပါကြရသဖြင့်စွန့်ခံတန်းကြီးဖြစ်လာသည်မန္တလေးမြို့၌စွန့်ခံတန်းကိုညတော်ဆရာတော်ကြီးကစသည်ဟုဆရာတော်အမင်းရှိဘူးသည်ညတော်ဆရာတော်ဖျားသည်ဘောဓစိတ်တော်တုံးတက်ရဖြစ်သည် ထိုတွင် အမြင့်ဆုံးဘုရားစိတ်တော်မှာအာလောကပိဒဇအတုလာဓိပရိတိလိပဝရမဟာဓမ္မရာဇာတိရာဇဂုရုဖြစ်သည်တိဘောမိဤကိုဌာနတာနာပြုစီမံကိန်းတွင် ပထမဌာနဦးစီးဖြစ်တော်မူသည်ပထမဌာနအာလောကပိဒဇအတုလာဓိပရိတိလိပဝရမဟာဓမ္မရာဇာတိရာဇဂုရုတစိတ်တော်ရမြတောင်ဆရာတော်အရှင်အာလောကကူ မြောက်လာသော မရယာစင်ကူးမြို့တောင်လာသောမြင့်ငယ်အရှိလာသော တောင်ချီအနောက်လာသောဧရာဝတီအထိ ရွှေမျိုးတော်များတောင်တိုက်ကနေ၍တာနာပြုစေသည်ဇဟန်းဖြစ်တော်မူခြင်း ကိုရင်ဆန္ဒသည် အသက်၁၉နှစ်ပြည့်ခဲ့ပြီဖြစ်၍1250ခုနှစ်တပေါင်းလာပြီနေ့တွင်ယဟန်အဖြစ်သို့ ရောက်ရှိခဲ့သည် ကဘာဦးကလာဆန္ဒသည်တပေါင်းလာပြီနေ့မှာ စတင် ပေါ်ထွန်းတဲ့ကဲ့သို့နောင်တွင် ရွှေကျင်ဏိကာယတန်ခရာဇာကြီးဖြစ်မိကိုရင်ဆန္ဒသည်လည်းတပေါင်းလပြည့်နေမှပင်မြတ်တော်ယဟန်အဖြစ် ရောက်ရှိခဲ့လေသည်တပေါင်းလပြည့်နေသည်ဆောင်းရသည်ဤနောက်ဆုံးနေ့ဖြစ်သည်ဆောင်းမຫນွေအကူရာသည်ဥတုသည်အေလေမအေလွန်ပူလဲမပူလွန်ရဟောင်းတွေကြွေရွက်သည်ဝီလျက်ခက်နေအကန်းရှူတိုင်းတာယာကြည်နူးเสียအခါသမယဖြစ်သည် နှွေဦးတင်းပြန့်ပန်းရနံကလည်းဂျိုင်းလာပြီသည်အကြိုင်ဆုံးကတရဖီပန်းရနံဒီဟိုအပင်ဒီအပင်ထွက်ဝင်ကွန်မြူကျင်းငတ်တို့ကလည်းယဉ်ကျူးကြသည်ယဉ်ကျူးဆုံးကအော့အော့ငှက်သည်ထို့သို့ပျော်မှုပဲကောင်းသောတပေါင်းလာပြီနေ့တွင်မန္တလေးမြို့ရေပန်းတိုက်၌ကိုရင်ဆန္ဒဤဥပဒမရမင်္ဂလာပွဲပြုလုပ်ကြသည် ထိုးပွဲသို့ညတောင်ဆရာတော်ကြီးနှင့်တိုက်အုပ်တိုက်ကြက်စာချဖုန်ကြီးများရေပန်းဆရာတော်ကြီးနှင့်အခြားပြင့်တန်ကများအားလုံးတန်ခါ20ကျော်ကြွရောက်ချီးမြှင့်ချီးမြှောက်ကြသည်ညတောင်ဆရာတော်ကြီးကဥပဇေပြုလို့၍ရေပန်းဆရာတော်ကြီးကတရားဟောရည်စက်ချဆောင်ရွက်တော်မူသည်မေတော်ကြီးဒေါ်မင်းထက်နှင့်ညီမတစုကယဟန်အမများပြုလို့ကြသည် ယဟန်ခံနေ့တွင် ပြင့်တန်ကားများအားကြာစံဆန်းကပ်သည်တပေါင်းလားပြည့်ကျော်နှစ်ရက်နေ့တွင် ကိုရင်ဆန္ဒညီများ၏ရှင်ပြုပွဲကိုပြုလုပ်သေးသည်ဤနေရာ၌ကိုရင်ဆန္ဒသည်ဥပတံပဒမင်္ဂလာနှင့်ဆက်၍ယဟန်ခံပုံကိုတည်တင်၏ဗုဒ္ဓတာနာတော်၌ယဟန်ဖြစ်ခြင်းသည် အစဉ်အတန်မြင့်လာခြင်းပင်ဥပတမနာ ဟူသောပါဠိဝါဟာရကထိုအတိတ်ပဲကိုတရုပ်ဖော်ပြလျက်ရှိသည်ဖျားရှင်ညွှန်ကြားပြည့်ညက်ခဲ့သောတန်ဃာတော်များဤရဟန်းကံကိစ္စသည် အလွန်ခင့်မီ၍နိစနစ်ကြလာပေသည်တာနာမှာလူတန်းရဟန်းကံတွင်ရှိသည်မဟုတ်ရဟန်းခံလူသူရဟန်းလောင်းသည်ရုပ်ဆင်းအင်္ဂါပြည့်စုံ၍ကျမ်းမာတန်ဆွမ်းသူဖြစ်ရမည်အသက်20ပြည့်ရမည်အသက်ကို ပရိတန်တေယမစတွဲ့ယူနိုင်သည်မိဘဤခွင့်ပြုချက်ရရှိပြီးသူဖြစ်ရမည်တပိတ်တလုံးသင်္ကန်းသုံးတယ်ကိုပိုင်ရှိရမည်ယဟန်ကံကိစ္စဆောင်ရွက်နိုင်သောဦးစင်းရင်မှာမြစ်စီမဒေတာဖြစ်လင် အနည်းဆုံး10ပါပြစ်စံတိမဒေတာဖြစ်လင်အနည်းဆုံး9ပါရှိရမည်ယဟန်ကံကိစ္စဆောင်ရွက်ချိန်၌လုံလောက်သောရေအတွက်ရှိတန်ကားသည် တိမ်တစ်ခုအတွင်စုဝေးရမည်စိတ်တူကိုညီတမက်ဂီတယုတ်ဖို့အနေအထားဖြင့်ယဟန်တပါးနှင့်တပါးဟတ်တာပတ်ဆက်လက်တကန်နိကက်စွာထိုင်ရမည်တန်ဃာစုံညီတော့အခါယန်းလောင်းကိုအ ਨੇ ဆုံးဆေဝါရ၍အကျင့်တီလပြေဝပြီးဝီနီပတ်တွင်ကျွမ်းကျင်သောယဟန်တပါးတပါးထံ၌ ဥပဇေတောင်းခံစီရမည်ဥပဇေဟူသည်မှာအနိကအကြည့်ရှုဆုံးမသူဝါတာဝန်ခံယဟန်ဟု အတိပယ်ရသည်ဆရာကို ဥပဇေတပည့်ကိုတိဋ္ဌိဝိဟာရိကဟုတုံနှုံးသည်ဥပဇေနှင့်တတ္တိဝိဟာရိကကသာသနာတွင်သာအဖာတိဥပဇေယူစီပြီးနောက်ဓာကတင့်တပိတ်ဓာကနှစ်ထက်တင်ကဓာကဧကတိဓာကသင်္ပိုင်ဟု ယဟန်သုံးပစ္စည်းများကိုတင်ပြရသည်ထို့နောက်ယဟန်လောင်းကိုတန်ဃာထဲမှခေါ်ထုတ်၍တနေရာတွင်နေစေရသည်ထို့အခါစွန့်ဤတတိရှိသောယဟန်တစ်ပါးသည်တန်ဃာအမိတ်အယသို့မဟုတ်တန်ဃာထံခွင့်ပြန်၍ယဟန်လောင်းထံသွား၍တန်ဃာအလေစစ်စစ်မင်းမြန်သည့်အခါအမှန်တိုင်းပြောဖို့မကြောက်ဖို့မျက်နာမပြတ်ဖို့နှင့်ဓာတ်တွေစစ်စစ်မင်းမြန်လိမ့်မယ်စသည်ဖြင့် ရှင်းပြဆုံးမထားနေရသည်အဆိုပါယဟန်ကယဟန်လောင်းကိုမိမိတွင်တင်ခဲ့ပြီးကြောင်းတန်ခါအားဥစွာလာရောက်ရှောက်ထားပြီးမှယဟန်လောင်းကိုတန်ခါအလေသို့ခေါ်ယူစေရသည်တန်ခါအလေတွင်ယဟန်လောင်းသည်စောင်းကြောင်ထံလက်အုပ်ချီလျက်ယဟန်ခံပေးရန်တောင်းပန်ရသည်တောင်းပန်ပြီးသောအခါယဟန်လောင်းကိုယဟန်တပါးပါးကအောက်ပါအချက်များကိုစစ်မေးရမည် တင့်မှာဒီလိုယောဂကြီးများရှိသလားနူနာမြင်းလုံးနာနှင်းနာသွေးသားခန့်ချောက်စေတတ်သောအနာအယူနာ ရှိသလားလူသားဟုတ်ရဲ့လားယောက်ျားဟုတ်ရဲ့လားသူတော်ဘာကျွန်အဖြစ်မှ လုတ်ကင်းသူဟုတ်ရဲ့လားကြွေးကင်းသူဟုတ်ရဲ့လားမင်းမှုတံမဟုတ်သူမှန်ရဲ့လားမိဘများကခွင့်ပြုသူဟုတ်ရဲ့လားအသက်20ပြည့်ရဲ့လားတပိတ်တင်ငန်းပြည့်စုံရဲ့လားတင့်အမိဘက်နဲ့ခေါ်တယ်လေ တင်ဥပဇေရဲ့ဘွဲ့အမည်ဘက်နဲ့ခေါ်တယ်လေဤသို့စင်မေပြီမပြည့်ကင်းလူသူဖြစ်လင်စွန့်ဤတတိရှိသူယဟန်တပါးပါးကဤယဟန်လောင်းကိုယဟန်ခံပြည့်မည်အကြောင်းပြညတ်ဖြင့်ဉာဏ်၍ယဟန်ခံပြည့်မှုကိုသဘောမတူသောအရှင်ပြောပါသဘောတူလင်စိတ်ငြိမ်စွာနေပါဟုသုံးချိန်တိုင်တိုင်အဆိုပြုရသည်ကန့်ကွက်သူမရှိလင်ယဟန်ဖြစ်သွားပြီဖြစ်ကြောင်းအတိပြုဉာဏ်ရသည် တန်ဃာကအတိပြုလက်ခံလိုက်၍ယဟန်အဖြစ်ရရှိသွားသောပုဂ္ဂိုလ်တန်တန်၌ဂရေ900ကျော်တိခါပုတ်ကျင့်ဝင်များတရှိသွားပြီဖြစ်၍၎င်းတိခါပုတ်ကျင့်ဝင်များကိုလိုက်နာရလေ၏ဥပမာအသင်းဝင်권ရရှိသောအသင်းသားတယောက်မှအသင်းစည်းကမ်းများတရှိသဖြင့်အသင်းစည်းကမ်းကိုလိုက်နာရတကယ်သူဒီ